ယ်မြို့တော်ဝါရှင်တန် DC မှာအစ္စရေးတန်ယုံကဝန်ထမ်းနှုတ်ပစ်ခတ်ခံရပြီးအသက်30ရှိတန်တရားရှိသူကိုဖမ်းဆီးထားတယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။မနေ့ကညပိုင်းကကပီတယ်ဂျူဝစ်ပြတိုင်းနီးပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးတန်တရားရှိသူဟာပစ်ခတ်ပြီးနောက်ပြတိုင်းထဲကိုဝင်ရောက်ချိန်မှာဖမ်းဆီးခံခဲ့ရတာလို့ရဲတပ်ဖွဲ့ကပြောပါရယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအွန်လိုင်းမှာတိုက်ခိုက်မှုနဲ့ပတ်သက်လို့ရေးသားခဲ့ပြီးတပ်ဖြတ်မှုဟာအစွန်းရောက်ဝါရောက်ကိုအခြေခံကြောင်း မေရိကန်နိုင်ငံမှာအမုန်းတရားနဲ့အစွန်းရောက်ဝါရအတွက် နေရာမရှိဘူးလို့ပြောပါရယ်ဝါရှင်တန် DC မြို့တော်မှာပြစ်သက်ခံခဲ့ရတဲ့တန်ယုံဝန်ထမ်းနှစ်ဦးဟာစိတ်ဆက်ထားတဲ့လူငယ်အတွဲဖြစ်တယ်လို့အမေရိကန်နိုင်ငံဆိုင်ရာအစ္စရေးသံမတ်ကြီးရေချယ်လီတာက ပြောပါရယ်လူငယ်အမျိုးသားကစိတ်ဆက်လက်စွပ်တကွင်းဝယ်ယူခဲ့ကနောက်တစ်ပတ်အတွင်းဂျေရုဆလင်မြို့တော်မှာချစ်သူအမျိုးသမီးကိုချီးရဲဆိုဖို့စီစဉ်ထားတာလို့၎င်းကဆက်ပြောပါရယ် ပြည်စင်ပြီးမှ၎င်းကအမေရိကန်သမ္မတဒေါ်နယ်ထရပ်နဲ့ဖုန်းပြောဆိုခဲ့ပြီးနိုင်နိုင်ငံပြည်သူတွေကအခက်အခဲတွေကိုကြော်ဖြတ်ဖို့အတူရက်တည်မယ်လို့ဆိုပါတယ်။အစ္စရေးတန်ယုံကဝန်ထမ်းကြောင့်ထိမ့်မှတ်ဖြစ် လူမှုကွန်ရက်မှာဆိုပါဇုံတွဲရဲ့ဓာတ်ပုံတစ်ပုံကိုတင်ခဲ့ပါတယ်။လာမယ့်ဘက်မှာပြုလုပ်မယ့်နှစ်ရက်ကြာအာဆီယံထိပ်သီးဆွေးနွေးပွဲမှာမြန်မာပြည်ပခတောင်ပြုတ်ပင်လယ်တွင် ရေချောင်းအငင်းပွားမှုနဲ့အမေရိကန်ရဲ့စီးကျက်ခွန်တိုးမြှင့်မှုတွေကိုအဓိကဆွေးနွေးမယ်လို့ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါရယ်မလေးရှားနိုင်ငံမှာပြုလုပ်မဲ့ထိပ်သီးအစည်းအဝေးအတွင်းတရုတ်ဝန်ကြီးချုပ်လီကျင်းဘာရိန်ကူဝိတ်အိုမန်ကတာဆော်ဒီအာရေဗျာ UAE ကခေါင်းဆောင်တွေနဲ့တရားဆွေးနွေးမှုတွေပါဝင်မယ်လို့သိရပါရယ်အမေရိကန်နိုင်ငံကိုပို့ကုန်တင်ပို့မှုပေါ်မှီခိုရတဲ့အာဆီယံတိုင်းပြည်အများစုဟာအမေရိကန်ရဲ့စည်းကြံခွန်10ရာခိုင်နှုန်းကနေ49ရာခိုင်နှုန်းထိတိုးမြင့်မှုတန်ခံခဲ့ရပါရယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာစီးကျက်ခွန်တိုးမြင့်နာကိုရက်60ဆိုင်းငံ့ကြောင်းပြီးခဲ့တဲ့လအတွင်းကြေညာခဲ့ရာမလေးရှားအင်ဒိုနီးရှားထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ကအမေရိကန်နဲ့ကုန်သွယ်မှုစိစက်ညှိနှိုင်းမှုတွေမြန်ဆန်စွာစတင်ခဲ့ပါတယ်အာဆီယံဖွဲ့ကအမေရိကန်နဲ့တရုတ်အင်အားကြီးတိုင်းပြည်နှစ်ခုစလုံးနဲ့ထိတွေ့ဆက်ဆံတာကြောင့်နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုကအာဆီယံဖွဲ့ကိုခွာပြဲမှုမဖြစ်စေဘူးလို့အန်ဝါအီဘရာဟင်ကပြောပါတယ် အန်ဝါဟာပြီးခဲ့တဲ့လအတွင်းဘန်ကောက်မြို့မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်အတိုက်ခံ NUG နဲ့တွေ့ဆုံခဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်မှုမျှော်လင့်တယ်လို့ပြောကြားခဲ့ပါတယ်။စစ်တပ်ထိန်းချုပ်မှုအောက်ရှိဒေသတွေကို အကူအညီပေးဖို့ခွင့်မပြုဘူးလို့အတိုက်ခံတွေကပြောဆိုပြီးစစ်တပ်ဟာအပြစ်ခတ်ရစဲရေးကိုဒါစင်ချီတဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ပြီးချိုးဖောက်ခဲ့တယ်လို့ဆွဆွဲလိုက်ပါတယ်။မြန်မာစစ်ကောင်စီခေါင်းဆောင် အရေးပါတဲ့ပြိုင်ဖက်တွေနဲ့အတီးကြားတွစ်ဆုံဆွေးနွေးမှုဟာရလက်ထွက်ခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်းကပြောပါတယ်ကျွန်တော်တို့အတီးကြားစီထိတွေ့ဆက်ဆံမှုပြုလုပ်ပေမဲ့စစ်ကောင်စီနဲ့အတိုက်ခံတွေတွစ်ဆုံဆွေးနွေးဖို့အချိန်ကျပြီလို့ထင်ပါတယ်ကျွန်တော်ဆိုလိုတာကမြန်မာပြည်သူတွေဟာသူတို့ဘာသာဆုံးဖြတ်ရပါမယ်လို့၎င်းကမေလ21ရက်မှာပူထရာဂျာရာမြို့တော်မှာသတင်းတောက်တွေကိုပြောပါတယ် တတ်မှတ်ချက်6ရက်ကိုသဘောတူရင်စစ်တပ်နဲ့တွဲဆုံဆွေးနွေးမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်တတ်မှတ်ချက်6ရက်ထဲမှာစစ်တပ်ကနိုင်ငံရေးမှာမပါဝင်ပဲဖွဲ့စည်းပုံခြေကံဥပဒေသစ်အရာ Federal Democracy ပြောင်းစုသစ်ဖွဲ့စည်းရေးနဲ့အသွင်ကူးပြောင်းရေးတရားမျှတမှုမူပေါင်းတရက်ဖန်တီးရေးတို့ပါဝင်ပါတယ်မြန်မာစစ်တပ်ကလက်ခံမယ်ဆိုရင်အာဏာသိမ်းမှုဖျက်သိမ်းတာနဲ့ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှုနဲ့ပတ်သက်လို့ ျွန်တော်တို့စစ်တဲ့အာဏာပိုင်တွေနဲ့ဆွေးနွေးပါမယ်လို့ဥနေဖုံးကကပြောပါတယ်လွတ်လပ်ရေးအနုံကာလကလေးကတိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့မြန်မာစစ်တပ်ကအဆိုပါသတ်မှတ်ချက်တွေကိုလက်ခံပွဲမရှိပါဘူးအန်ဝါအီဘရာဟင်ရဲ့တွစ်ဆုံဆွေးနွေးမှုအစီအစဉ်ကိုမြန်မာစစ်ကောင်စီကပထမဆုံးအကြိမ်အဖြစ်လူလူလာလာလက်ခံခဲ့ပုံပေါ်ပါတယ်မလေးရှားတောင်ဝင်ရှိသူတွေဟာမြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့ချုပ်နဲ့ထိတွေ့မှုစတင်ခဲ့တယ်လို့ တန်တမန်သတင်းရင်းမြစ်တစ်ခုကပြောပါရရှင်